မနေ့ကဒီ Miss Universe Philippines ပြိုင်ပွဲရဲ့အဲဒီ top 6အလှမယ်တွေရဲ့ပါဇက်ပေါက် great speaker တွေလုံးဝ down down ပြီဆိုတာကိုအားလုံးမျက်ဝါးထင်ထင်မြင်လိုက်ကြရတယ်ပေါ့နော်ဒါအားလုံးသိတဲ့အတိုင်းပဲပေါ့အဲအဲ့ဒီအထဲမှာမှပေါ့နော်ဒီ၄ယောက်လောက်ကလုံးဝ crown ဆောင်လို့ရနေပြီ drive နေဆိုတာတော်တော်ကြီးကိုအမှတ်ပေးရတာသူတို့ဒီစိန်ခေါ်မှုတွေများမယ်လို့ထင်တယ် အဲနောက်တစ်ခုကကြတော့အဲ့ဒီလောက်ကောင်းတဲ့အဖြေအထဲမှာမှာပေါ့နော်တချို့ဆိုလို့ချင်း education အမ်ပြီးရင်နောက်ဒီအာဒီနိုင်ငံရေးဘိုင်းမှာဒီအမျိုးသမီးတွေရဲ့အခန်းကဏ္ဍပြီးရင်အမ်ဒီ general election မှာဒီအာလူငယ်တွေရဲ့အခန်းကဏ္ဍဒါမျိုးတွေပေါ့နော်သူတို့ကောင်းကောင်းကိုနိုင်နိုင်နေနေနိုင်ငံရေးမေးခွန်းတွေကိုဖြစ်နိုင်တယ်ရွေးကောက်ပွဲကာလဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီအာမေးခွန်းတော်တော်များများရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမေးတယ်ပေါ့နော်အဲ့လောက်ထိကောင်းတဲ့အဖြေအထဲမှာမှာအတိစားရဲ့အဖြေကဘာကြောင့်ပို့ပြီးတော့ထူခြားသွားရလဲဆိုလို့ရှိရင်သူရဲ့အဖြေက realistic ဖြစ်သွားတာ လက်တွေ့အယမ်းဆန်သွားတာသူချော်လဲခဲ့တဲ့စင်ပေါ်မှာခဏလေးတင်ဖြစ်ပျက်ခဲ့တဲ့လူတွေဂယုဏတက်စရာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုလက်ရှိဖြတ်ထုံးညာကောင်းကောင်းနဲ့အတုံးချပြီးတော့ဒီမေခွန်းမှာအဖြစ်မှာဖြေလိုက်တဲ့အတွက်ကြောင့်သူရဲ့အဖြစ်ကလုံးဝဒီအာဒီ realistic လက်စလက်တွေ့ဆန်သွားတယ်အကောင်းဆုံးအဖြစ်တွေအแทမှာမှလက်တွေ့ဆန်သွားပါဘောနော်ဆိုတော့ဒါကပဲသူရဲ့အဖြစ်ကို unique ဖြစ်အောင်လုပ်သွားစေတယ်လို့မြင်တယ်ပြိတ္တတွေကရောဘယ်လိုမျိုးထင်ကြလဲ